ွင့်ပေးတဲ့အတွက်ကျွန်တော်ကျေးဇူးတင်ကြောင်းဥစွာဘာမှပြောကြားလိုပါတယ်။အခုကျွန်တော်မေးချင်တဲ့ဟာပေါ့လေဒီလွတ်တော်ထမ်းမှာရှိနေတဲ့ဒီပြည်ခိုင်ဖြိုးအမတ်တွေကိုဒီလမ်းညွှန်မှုဥဆောင်မှုဘယ်လိုပေးတယ်လဲပေါ့ဒီကိုယ်စားလှယ်တွေရာလွတ်တော်ထမ်းမှာဆွေးနွေးတဲ့နေရာမှာသူတို့တူချင်းသဘောဆန္ဒရဆွေးနွေးတာလားဒါမှမဟုတ်ပါတီရဲ့လမ်းညွှန်မှုပါတီရဲ့မူဝါဒအတိုင်းရပ်တည်ဆွေးနွေးကြတာလားဆိုတာရှင်းပြပြပါပြည်ခိုင်ဖြိုးပါတီကဘာလို့ဖွဲ့စည်းလဲဆိုရင်တူရဲတယောက်ဖဲလုတ်တာဆိုင်အများကြီးနဲ့လုံရင်တော့ပုံပြီးအောင်မြင်မယ်လို့ယူဆပြီးပါတီဖွဲ့ ်နော်နောက်တစ်ခါတပါတီတည်းဆိုင်ပါတီအများကြီးဆွေးနွေးမယ်ဆိုရင်တော့ပိုကောင်းမယ်ဆိုပြီးပါတီစုံကိုကျွန်တော်တို့လက်ခံတယ်နော်ဒါကြောင့်နော်လွှတ်တော်ထဲမှာရှိတဲ့ကိုယ်စေတရားနော်နေရာပေါင်းစုံဒေသပေါင်းစုံမှာလာကြတယ်တွေးခေါ်ပေါင်းစုံလည်းရှိကြတယ်အသိပညာပေါင်းစုံလည်းသူတို့မှာရှိကြတယ်သူတို့တွေးခေါ်တဲ့သူတို့ယူဆတယ်အဲကုဒေသအကျိုးအတွက်နော်ကုဒေသအကျိုးအတွက်ကိုမိမယ်မိကုန်နေဆိုရင်ကျွန်တော်လုံးဝမကန့်တတ်ဘူးမကန့်တတ်ဘူးပြလိုက်တယ်နော်သို့တော်လည်းပဲ အစုံနဲ့ပတ်သက်လို့ဆိုတဲ့ဥစ္စာလေးတော့ကျွန်တော်တို့ကအဲဒီစုံနဲ့ပတ်သက်လို့ပို့ပြီးတော့မှပြည်ရင်ဖြစ်လာအောင်တကယ်လိုအပ်ချက်တွေပြည်ရင်ဖြစ်လာအောင်ရယ်ဒါမျိုးတွေထက်ခါထက်ခါနဲ့ကျွန်တော်တို့လူတွေကများတော့အဲသူကလည်းမေးဟိုလူကလည်းမေးဒီလူကလည်းမေးဆိုတဲ့ဥစ္စာမျိုးမဖြစ်အောင်ရယ်အစုံနဲ့ပတ်သက်လို့တော့ကျွန်တော်တို့ကြည့်ပါတယ်နောက်ဥရိနဲ့ပတ်သက်လို့ကတော့တော်တော်များများတင်ဖို့ခက်ပါတယ်ဒါတကယ်တမ်းပြောရင်ဥရိဆိုတာတော့ကြွားညင်တဲ့လူတွေမှနောက်ဒါလုံနိုင်တဲ့ဥစ္စာ ဟိုရင်တော့ကလည်းလေးလာဝီသားလူတွေမှပဲလုံနေတာဖြစ်တဲ့အတွက်ဥပဒေနဲ့ပတ်သက်လို့တော့ကျွန်တော်တို့အခွင့်အရေးစဉ်းစားကြတယ်ဆိုတော့အဲ့တော့တော်တော်ထမားပေါ့လေအခြေတင်ဆွေးနွေးပြီးတော့မဲခွဲဆုံးဖြတ်ဖို့ဖြစ်လာပြီဆိုလို့ရှိရင်ဒီပြည်ခံပြုအမှတ်ပြီးတော့တို့သဘောထားအတိုင်းရပ်တည်ဟိုပေါ့လေတတိပုဂ္ဂလဆုံးဖြတ်တာလားဒါမှမဟုတ်ပါတီကိုပူဇော်ပြုပြီးတော့အားလုံးကတစုတစည်းတည်းဆုံးဖြတ်တာလားတကယ်ပြောရမယ်ဆိုလို့ရှိရင်တော့ကိုပိုင်ဆန္ဒပေါ်အခြေပြုတယ်လို့တော့ပြောရအောင်သို့တော်လည်းပဲဒီကိုပိုင်ဆန္ဒကလွတ်တော်ထဲမှာဖြစ်သလားဆိုတဲ့အချင်းကြတော့ ျွန်တော်တို့အကြောင်းအရာတစ်ခုကြိုသိတာပေါ့နော်ကြိုသိကြတဲ့အတွက်အပြင်မှာကျွန်တော်တို့အကျိတ်နေဆွေးနေကြအပြင်မှာပေါ့နော်ကျွန်တော်ဆွေးနေပါတယ်ဒီမှာလည်းဆွေးနေကြပါတယ်ဆွေးနေပြီးတော့အဲ့လိုဆွေးနေပြီးတဲ့အချိန်ကျတော့မှဒီဆွေးနေတဲ့အပေါ်မှာမူတည်ပြီးတော့မှအများဆန္ဒကိုကျွန်တော်ယူတယ်အဲယူပြီးလို့ရှိရင်တော့အဲ့ဆန္ဒတွေအတီးပါပဲနော်ဆိုတော့အခုပြီးခံဖြိုးပါတီမှာပေါ့လေဒီ အရင်တုန်းကတော့ဒီအစိုးရတိမပေါ်ခင်တုန်းကတော့အခုလက်ရှိအစိုးရတိထမှာပါနေတဲ့ဒီတမတာတို့ဒီဝန်ကြီးတော်များများကပြည်ထောင်စုတက်တဲ့ကောင်းဆောင်ပိုင်းနေရာတွေမှာယူထားကြတယ်။အဲ့တော့တချို့ကဒီအစိုးရဘိုင်းနဲ့ရောက်သွားတဲ့ချိန်မှာတချို့ဒီပြည်ထောင်ပြိုးပါတီမှာကောင်းဆောင်ပိုင်းနေရာလေးလမ်းမှုအစာမထိုးရသေးတဲ့ဟာတွေရှိရလို့ကျွန်တော်သိရပါတယ်ခင်ဗျာ။ဒီကိစ္စနဲ့ပတ်သက်လို့ရောပြည်များဟိုမှတ်ချက်ပေးချင်ပါတယ်ခင်ဗျာ။အဲကျွန်တော်တို့တကယ်တမ်းပြောလို့ရှိရင်ပါတီ function ဖြစ်ဖို့ပဲလိုပါတယ်။နော်။အဲ့ဒီအတွက်လည်းပဲကျွန်တော်တို့စဉ်းစားပါတယ်။နော်စဉ်းစားပါတယ်။ အဲတချို့တွေကအစိုးရဖွဲ့ရောက်သွားတယ်။ပါတီကိုလာလို့မရတော့ဘူး။ဟုတ်လား။ပါတီတောင်ကိုထမ်းဆောင်လို့မရဘူး။အဲ့ဒီအတွက်ကျွန်တော်တို့ပါတီပြီးလုပ်ငန်းတောင်တွေထိခိုက်သလား။နော်။ထိခိုက်သလား။အဲတောင်မို့လူတွေလူနေသေးလား။ဒါကြောင့်ကျွန်တော်တို့ CC တွေ CE စီတွေတော့ကျွန်တော်ဖြည့်ပါလိမ့်။ဖြည့်တယ်။အဲတချို့ဥစ္စာတွေကျွန်တော်မဖြည့်ဘူး။မဖြည့်ဘူးဆိုတော့ကျွန်တော်ထွေတွင်မှုကျွန်တော်မှအရင်တော့တွဲပက်ထွေတွင်မှုရှိတယ်။သို့တော်လည်းပဲဒီတွဲပက်ထွေတွင်မှုမရှိလဲဒီတောင်ကကျွန်တော်နှစ်ယောက်နှစ်ခုကိုကျွန်တော်ထမ်းဆောင်နိုင်တယ်ဆိုလို့ရှိရင်တော့လေဒီတိုင်းထားတာပေါ့။ ်တယ်ဟုတ်တယ်ပြည်လူများဟိုပါစိတ်ဝင်စားတာပါတီဥက္ကဋ္ဌနေရာပေါ့လေဆိုတော့ဒါအရေးကြီးတဲ့နေရာပြီးတော့မှပါတီဥက္ကဋ္ဌမရှိတော့တဲ့အတွက်ဒီပြည်ထောင်စုပါတီမှာနော်ဒီခေါင်းဆောင်မှုဟိုပါလက်ဟာမှုဖြစ်နေသလားပြီးတော့မှပြောရရင်တော့လက်ရှိအစိုးရကလည်းပြည်ထောင်စုပါတီရဲ့အစိုးရလို့ပြောရတဲ့အများနိုင်ခြားနိုင်ငံတွေမှာလည်းရွက်ကွက်ပွဲအနေရတဲ့ပါတီရပဲအများဖြစ်အစိုးရဖွဲ့တယ်မှာတော့ပါကြတာကိုအဲ့တော့ပြည်ထောင်စုပါတီကအရင်ကတည်းကလုံးဝတချင်လုံးဝတောင်းခဲ့တဲ့ခေါင်းဆောင်မှုတွေကအခုက အစိုးရတက်ရောက်သွားတော့ခေါင်းဆောင်တွေထွက်ပြေးလိုက်ရတယ်အဲ့တော့အဲ့လိုအစိုးရဖြစ်သွားတယ်ပါတီနဲ့အစိုးရလိုင်းပြတ်သွားတယ်ဆိုပြီးတော့မှတခြားစီဖြစ်သွားတယ်ဆိုပြီးတော့မှအဲ့လိုလေးလာသူတွေချိုးကထောက်ပြကြတယ်တခြားနိုင်ငံတွေမှာကြာတော့ဒီအစိုးရနဲ့ပါတီလိုင်းရဆက်နေနိုင်ငံပါတီဆိုလို့ရှိရင်ဒီမှာလိုင်းပြတ်နေဆိုပြီးတော့ထောက်ပြကြတယ်ဒီကိစ္စဘယ်လိုမျိုးမှလဲခင်ဗျာကျွန်တော်ထင်တယ်နော်ပါတီပါတီအကျိုးအတွက်ဆောင်ရွက်တဲ့နေရာပါတီကိစ္စအတွက်ဆောင်ရွက်တဲ့နေရာတော့လိုင်းပြတ်ပါတယ် သို့တော်လည်းပဲပြည်သူအကျိုးအတွက်ဆောင်ရွက်တဲ့နေရာမှာတော့ line ပြတ်ပေါ့အစိုးရလည်းဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုရတာပဲကျွန်တော်လည်းဖွံ့ဖြိုးတိုးတက်ရေးအတွက်လိုရတာပဲအဲဒါဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ကြတဲ့အချိန်မှာတော့အတူတူပါပဲနောက်သို့တော်လည်းပဲကျွန်တော်နဲ့ပေါင်းပြီးဆိုတဲ့ဥစ္စာမျိုးပုတ်ဘူးသို့တော်လည်းလုပ်ငန်းအောင်မြင်အောင်ကျွန်တော်ရှင်းပြတဲ့အထက်မှာအစိုးရဘာလို့မရပါဘူးဆိုတဲ့ဥစ္စာဒါပဲအဲဒါကြောင့်လည်းပဲကျွန်တော်တို့ပြောခံရတယ်ဒါမိတွေဆွဲနေတာအစိုးရကနေမျက်နှာလိုက်ပြီးဆွဲပေးနေတယ်ဆိုတဲ့ဥစ္စာဒါလိုမဟုတ်ပါဘူးနော်အဲ့ဒီနေရာတော့ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကတော့ကျွန်တော်တို့ပေါင်းလို့ပေါင်းအပေါင်းလို့ကိုမရဘူး ပြီးတော့ခုပါတီကိုပြန်လဲဖွဲ့စည်းမယ်စနစ်တပ်ပြန်လဲဖွဲ့စည်းမယ်ဆိုတဲ့တင်းနဲ့ထွက်ပေါ်နေပါတယ်ဆိုတော့ဘလို့နီးနဲ့ပြန်လဲဖွဲ့စည်းမယ်ကဘလောက်စင်တီရှိပါပြီလဲဒီပါတီပြန်လဲဖွဲ့စည်းနေပါပါတီဘွယ်ပြန်လဲဖွဲ့သီးတယ်ဆိုတဲ့ဥစ္စာနဲ့ပတ်သက်လို့เนาะတကယ်တမ်းကတော့ဒါကတော့အခုကတော့စကားကြီးကြီးဖြစ်နေတော့ဗော reform ဆိုတဲ့ဥစ္စာပေါ့ reform ဆိုတာအစာဆုံးဖွဲ့သီးတာမဟုတ်ပါဘူးเนาะအစာဆုံးဖွဲ့သီးတာမဟုတ်ပါဘူးပါတီဆိုတော့ကိုယ့်ကိုအမြဲတမ်းဝေမှန်သုံးသပ်နေရတာအဲ့ပဲကိုယ့်လူတွေကိုလည်းဝေမှန်သုံးသပ်နေရတာပဲအထူးသဖြင့်ရကြေးကိစ္စတွေနဲ့ပတ်သက်လို့ရကြေးမှာရှိနေတဲ့ နော်ယက်ကြီးစီဝင်းမှုတွေကတိတ်လို့တာပဲပြည်သူနဲ့ထိတွေ့တဲ့အချိန်မှာအဲတချို့လည်းပဲမောင်းမှန်တာတွေရှိပါတယ်နော်အဲတချို့လည်းပဲအနေတက်အနေအထိုင်မတက်တာတွေလည်းရှိတယ်အဲတချို့လည်းပဲတကယ့်ကိုကောင်းကောင်းမွန်မွန်နဲ့လုပ်နိုင်တဲ့လူရှိသလိုသူတို့ကလည်းနေရာမရတာတွေလည်းရှိတယ်ဒါကြောင့်ဒီဥစ္စာတွေကိုယက်ကြီးအဆင့်အာလေးစပြီးကျွန်တော်တို့ပြန်ပြီးတော့မှရွေးချမယ်လို့ပြောတာ reform မဟုတ် policy reform မဟုတ် policy နဲ့ပတ်သက်လို့ဘာမှမပြောဘူးဒီတိုင်းပဲကျွန်တော်တို့ policy ကအတူတူပါပဲเนาะတည်ငြိမ်ချမ်းမှုရှိရမယ်ဖွံ့ဖြိုးတိုးတက်မှုရှိရမယ်ဒါပဲလို့ ဟုတ်လားခုနောက်ကျွန်တော်မေးချင်တဲ့မေးခွန်းကတရုတ်မြန်မာဆက်ဆံရေးကိစ္စပေါ့လေတော့အများတကဘာလုံးလည်းစိတ်ဝင်စားကြတယ်ကျွန်တော်တို့မြန်မာပြည်သူအားလုံးလည်းစိတ်ဝင်စားကြတယ်အဲ့ဒါကဒီမစ်ဆွန်တန်ကိစ္စကိုယာယီရက်ဆိုင်ပြီးတော့မှတရုတ်မြန်မာဆက်ဆံရေးထိခိုက်ပြီလားပေါ့နော်ဒီကိစ္စနဲ့ပတ်သက်လို့ဒီနိုင်ငံခြားသတင်းဌာနတွေကအများမကြတဲ့ဒီကာလကဒီဒီပါတီထိတ်တန့်ကောင်းဆောင်သူဖြစ်တဲ့ဦးအောင်သိန်းကြီးနေတဲ့နေရာမှာဦးအောင်သိန်းကြီးပြောသွားတာကဒါကသမ္မတကြီးရဲ့ဆုံးဖြတ်ချက်နဲ့လုပ်သွားတာဖြစ်တယ်ဆိုတဲ့ဟာမျိုးပြောသွားတာရှိပါတယ်ခင်ဗျာ ဆိုအဲ့အဲ့တဘောထားကဥပ္ပံသိင်းရဲ့ဟောပေါ်လေးသူပုဂ္ဂလတတိပုဂ္ဂလတဘောထားလားပါတီရဲ့တဘောထားလားခင်ဗျာကျွန်တော်တို့ပါတီဘုံလုံးဆောင်ကော်မတီတွေကသူ့ရဲ့ဆန္ဒအရာပြောလို့ရပါတယ်နော်ပါတီကနေပြီးတော့မှထုတ်ပြန်ကြေညာမယ်ဆိုလို့ရှိရင်တော့နော်ကျွန်တော်တို့ပါတီကနေပြီးတော့ဘုံလုံးဆောင်အဖွဲ့ကနေစဉ်းစားပြီးတော့မှကျွန်တော်ပြောပါတယ်အဲ့တော့တိမေမဆက်ဆံရေးထိခိုက်သလားတလို့မေးပါတယ်เนาะကျွန်တော်မေးပါတယ်လက်ရှိအချိန်ဒီမှာထိခိုက်ကြသလားဆိုတော့ကျွန်တော်ကတော့မထိခိုက်ဘူးလို့ပဲမြင်တယ် ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့တွေကအိန္ဒိယနိုင်ငံတွေညနေမီလဲတိတ်ပြီးတော့မှရှေးရှေးတရားရာထိဆက်နေတဲ့နိုင်ငံတွေပြည်သူချင်းချင်းမှလဲတိတ်ထင်ရှားတဲ့ဆွေမျိုးပေါ်ဖို့ဆက်ဆံရေးဆိုတာရှိပြီးသားအစိုးရချင်းချင်းကလည်းပဲဟိုးအရင်တည်းကဆက်ဆံမှုကောင်းခဲ့တယ်အခုလက်ရှိအစိုးရတဲ့လက်ထက်မှလဲနော်ဘက်ဆုံမဟာယူဟာမြောက်ပူးပေါင်းဆောင်ရွက်ရေးအဆင့်ဆိုတော့ကတိုးလာတယ်နော်သူလည်းကောင်းတာပဲအဲနောက်တော့ကကျွန်တော်တို့ပါတီဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့အတိမတ်ပြူတာတရုတ်ကွန်မြူနစ်ပါတီအတိမတ်ပြူတယ် ကျွန်တော်နဲ့ပါတီတစ်ခုပူးပေါင်းဆောင်ရွက်မှုပါလေပြည်သူတွေရဲ့ပူးပေါင်းဆောင်ရွက်မှုနော်အစိုးရချင်းချင်းပူးပေါင်းဆောင်ရွက်မှုကိုအားဖြည့်နေတယ်လို့ပဲကျွန်တော်မြင်ပါတယ်ကျွန်တော်တို့ကတရင်းသားမဲ့ကျွန်တော်တွေ့လိုက်ရတယ်ကျွန်တော်လည်းဒီတရင်းလေးကျွန်တော်ကြည့်တယ်ဒါကြောင့်ကျွန်တော်ကလည်းဒီလိုပါသက်ဆိုင်ရာပါတီကောင်းဆောင်တွေကပြန်ရှင်းလင်းခွင့်ရကျွန်တော်ဒီမေးခွန်းမှန်တယ်မှန်တယ်တိတ်ကောင်းပါလေအဲ့တော့ကျွန်တော်ပထမဆုံးချိန်ပြောချင်တာကတော့အဲကျွန်တော်တို့ပါတီကနေပြီးဆုံးဖြတ်ပြီးချတဲ့သဘောထားတော့မဟုတ်ပါဘူးနော်သူပြောခဲ့တဲ့ဥစ္စာပဲသို့တော်လည်းပဲသူဒီလိုပြောခဲ့တယ်ဆိုတဲ့ဥစ္စာဒီနော်မြန်မာလိုပြန်တဲ့အချိန်ကတော်တော်ဥစ္စာဖြစ်တယ် ဥပမာအဖြစ် crazy ဆိုပြီးတော့ပြန်တယ်။သူကမြန်မာလိုပြောတယ်။ကိုကအင်္ဂလိပ်လိုမှတ်တယ်လို့ပြောတယ်။အင်္ဂလိပ်လိုမှတ်တဲ့ဥစ္စာကိုတရုတ်လိုပြန်တယ်။ပြန်ပြီးတဲ့အချိန်ကျတော့တခါမြန်မာလိုပြန်လာတဲ့အချိန်က crazy ဆိုတဲ့ဥစ္စာတကယ်တော့ကျွန်တော်တို့ကျွန်တော်တို့ဆွေးနွေးပါတယ်။အဲဂျမေရိကောက်ပွဲနဲ့ပတ်သက်လို့ပါ။နော်။အဲဂျမေရိကောက်ပွဲမှာလူမှုဘယ်လိုဖြစ်လို့လဲ။တူရူတူရီတော့ဖြစ်မှာပေါ့ဆိုတာတူဝီတယ်ဆိုတဲ့ဥစ္စာကို crazy လို့သုံးလိုက်တဲ့အချိန်ကျတော့ယူလို့ဖြစ်တယ်ဆိုတဲ့ဥစ္စာထွက်လာတယ်အခု။ဒါဒါကျွန်တော်ကျွန်တော်ဖတ်ကြည့်ပါတယ်။ ျွန်တော်ဒါဒါလေးခင်ဗျားတို့လည်းပဲစိတ်ဝင်စားနေတယ်လို့နော်နော်ကျွန်တော်မှအဲအင်္ဂလိပ်လိုမှမလို့အဲ့တော့ဒီအင်္ဂလိပ်လိုအဲကျွန်တော်တို့ဗမာလိုပြန်မယ်ဆိုရင် crazy ဆိုတဲ့အဓိပ္ပာယ်တော်တော်ခက်တယ်ဟောဒီဥအောင်သိန်းကပြောတယ်ပေါ့လေဒီဘန်ကီမွန်နဲ့ကုလသမဂ္ဂကိုလည်းမယုံကြည်ထိုက်ယူကြတာပြောတယ်ပေါ့လေအဲ့ဒီဟာနဲ့ပတ်သက်လို့ရောဘယ်လိုကျွန်တော်ဒီဥအောင်သိန်းလင်းပြောတာမပြောတာမသိတော့ကျွန်တော်သူ့ကိုကျွန်တော်ဝေဖန်လို့မရဘူးနော်အဲ့ဒါဒီအဲ့ဒါလည်းထဲမှာပါတဲ့ဥစ္စာတော့ကျွန်တော်မပြောလို့ပါဘူးသူလည်းပါတီရဲ့သဘောကတော့ ကျွန်တော်ကကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပဲဟုတ်လားကုလသမဂ္ဂချက်မှတ်ထားတဲ့တာဝန်တွေကိုခြေပြောင်းအောင်ထမ်းဆောင်မယ်ဆိုရင်နိုင်ငံလည်းလုပ်မှာပေါ့ကျွန်တော်လည်းလုပ်မှာပေါ့ကျွန်တော်လည်းပဲကုလသမဂ္ဂအဖွဲ့ဝင်ကုလသမဂ္ဂအဖွဲ့စည်းတွေနဲ့အများအားခင်အများအားလာတယ်ပါတီကိုအများအားလာတယ်အဲလာပြီးကျွန်တော်တို့နဲ့ဆွေးနွေးနေကြတာပဲအဲတိတ်မကြသေးခင်ပဲ UNHC ကလာတယ် UN နဲ့ကျွန်တော်တို့ကဘာမှပြဿနာမရှိဘူးနော်အဲ UN ကိုကျွန်တော်ယူပါတယ်ပြီးခဲ့တဲ့ကြာခတ်ယူကောက်ပွဲမှာ ဒီကံပြုတ်ပတ်တူကဟိုပေါ့ရှုံးခဲ့တဲ့ဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့ပေါ့အဲ့ဒီကိစ္စကဘယ်လိုများသုံးသပ်ချက်ရှိပါသလဲခင်ဗျအော်ပထမဆုံးကတော့နော်လူလူရဲ့လူလူမဲပေးတာပဲလူလူရဲ့အဆုံးဖြတ်ကိုကျွန်တော်တို့ခြေရင်နဲ့အနာကံအဲ့ဒီဥစ္စာနဲ့ပတ်သက်လို့ကျွန်တော်တို့မဲအရေးအတွက်တွေတိပြီးတွေကကျွန်တော်တို့ဒါဆုံးဖြတ်တယ်လူလူရဲ့ဆုံးဖြတ်ချက်ကိုနာခံမယ်အဲ့ဒီအတွက်လူလူကိုစိတ်မကောင်းနဲ့စိတ်လဲမပြတ်နဲ့စိတ်လဲမကွက်နဲ့လုတ်ပေးစီရရှိတာလုတ်ပေးနော်ဒါလိုပဲကျွန်တော်ပြောတယ် ကျွန်တော်ကိုယ်တိုင်လည်းမြန်ကုန်မှာအဲ့ဒီမှာရေကန်တူးနေတဲ့ဥစ္စာကျွန်တော်တူးတာမြန်ကုန်ရှုံးတာလေနော်အဲ့တော့ဒီဒီပေါ်မှာမူတီးပြီးလူလူရဲ့အဆုံးဖြတ်ကိုနားခံတယ်အဲ့တော့ဒီပေါ်မှာမူတီးသုံးသက်တယ်နော်အဓိကတော့လူလူနာလူလူကနေပြီးတော့မှကျွန်တော်တို့ပေါ်ကျွန်တော်တို့တဲ့ကောင်းမယ်လို့ယူဆတဲ့လူတွေကိုသူရွေးပြတာပဲနိနော်အဲ့တော့ဒီပေါ်မှာမူတီးပြီးဒါကိုကျွန်တော်တို့ကဘာမှအငင်းပွားတဲ့အရာမရှိဘူးနော်တကယ်ကောင်းအောင်လုပ်ဖို့ပဲလိုတယ်နောက်တစ်ခုကလည်းကျွန်တော်ယူဆပါဒါကျွန်တော်ရဲ့အယူဆဒါကျွန်တော်အမြဲတမ်းပြောနေကြအယူဆပါပဲ နော်ဘသူလုပ်တယ်ဆိုတာအရေးမကြီးဘူးဘာဖြစ်လာသလဲဆိုတာပဲအရေးကြီးတယ်နော်ဖဲတော့ကိုယ်တည်းကောင်းတဲ့လူတွေရှိရင်နော်အားပေးရမှာပဲအဲနောက်မေးချင်တဲ့မေးခွန်းပေါ့လေဒီအခြေခံဥပဒေပြင်ဆင်နေပတ်သက်လို့ပါဒါဒီအခြေခံဥပဒေမှာဘယ်လိုမျိုးဘယ်လိုဟန်နဲ့ပြင်ဆင်ရမလဲဆိုတော့ပြဿနာချက်တွေရှိရတယ်ဘုတော်လည်းပဲဒီအလွယ်တကူပြင်နိုင်မလားမပြင်နိုင်လားတော့မသိဘူးတိုးတော်တချို့ပြောနေကြတဲ့ဖွဲ့တွေ အဓိကပြောရရင်တော့မြို့သားဒီမိုကရေစီဖွဲ့ချုပ် NLD ကအခြေခံမှုတွေပြင်ဆင်လုပ်နေတော်ဆန်းစုကြည်ကိုတိုင်ဒီဒီ campaign နဲ့ဒီ slogan နဲ့ရွေးကောက်ပွဲဝင်ခဲ့တယ်ဆိုတော့အဲဒါကိုကျွန်တော်နားလည်လို့ရတယ်အဲ့တော့အဲ့လိုရွေးအခြေခံမှုတွေပြင်ဆင်ရေးအဆိုပြုချက်တွေဆွတ်တော်တဲ့ဟိုတက်လာမယ်ဆိုလို့ရှိရင်ဒီဦးထေဦးတို့ပြည်ခံကျိုးပတ်ဒီနဲ့ဘယ်လိုရပ်တည်ပြီးတော့မှဘယ်လိုဟိုတုံ့ပြန်မှုရှိပါသလဲခင်ဗျဒီအဆိုပြုချက်တွေကိုအခြေခံမှုတွေနဲ့ပတ်သက်လို့ကတော့ကျွန်တော်မြန်မာနိုင်ငံမှာသုံးမှုပဲရှိသေးတယ် 49ကဥစ္စာကို84ကျင်းမှာပြင်နိုင်တယ်84ဥစ္စာကို2000မှာပြင်နိုင်တယ်ကာလတော်တော်ကြာပါတယ်ဟောကာလတော်တော်ကြာတယ်အခြေခံဥတွေကိုတော့စပြီးဖြစ်အောင်ခုနကျွန်တော်အမျိုးသားညီလာခံကိစ္စကျွန်တော်ခုနကတော့ရှင်းပြခဲ့တာပေါ့လေအဲ့ထဲမှာလည်းပဲလူတစ်ထောင်ကျော်လောက်ဆွေးနေတယ်အချိန်ရမ်းကြာတာပဲကျွန်တော်တောင်စိတ်မရှိဘူးတကယ်တမ်းပြောရင်ကျွန်တော်လူလည်းစိတ်ရှိမှာမဟုတ်ဘူးအဲ့ထဲမှာဆွေးနေကြတဲ့အထဲမှာအဲ့တက်တဲ့တစ်ထောင်ကျော်လုံးကတသဘောတည်းတော့မဟုတ် အဲ့တုန်းကမကြိုက်တဲ့လူတွေရှိတယ်ကန်းွက်ခတဲ့လူတွေရှိတယ်အခုလည်းရှိဦးမှာနော်အခုလည်းရှိဦးမှာပဲသို့တော်လည်းပဲအများစုကသဘောတူတယ်ဆိုတဲ့အချက်လက်တွေနဲ့ပဲဒီအခြေခံဥတွေဆွဲကြတာပေါ့နော်ဒါကြောင့်ဒီအခြေခံဥတွေဆိုတဲ့ဥစ္စာနဲ့ပတ်သက်လို့ဟုတ်လားဘယ်အချိန်မှာပြင်လို့တင့်တယ်လဲဘယ်အကြောင်းအရာတွေပြင်လို့တင့်တယ်လဲနော်အကြောင်းအရာပေါ်မူတည်တာပေါ့နော်အကြောင်းအရာပေါ်မူတည်တာပေါ့အဲ့ဒီအကြောင်းအရာပေါ်အဲ့ဒီအကြောင်းအရာဒီပြည်သူတွေအတွက်တကယ်အကျိုးရှိတယ်နိုင်ငံတဲ့အကျိုးရှိတယ်ဆိုကျွန်တော်ဘာမှပြောစရာမရှိပါဘူးအဲ့တော့အကြောင်းကြီးပြောရရင်တော့ဒီ တက်လာတဲ့အခြေခံဥပဒေပြင်ဆင်ရေးအစိုးရပြုချက်ကဘာလဲတိုင်းပြည်နဲ့လူမျိုးတက်အကျိုးရှိမလားမရှိဘူးလားဆိုတဲ့အခြေခံပေါ်မှာပဲဒီပြည်ထောင်စုပတ်တရားဆုံးဖြတ်မယ်လို့ပြောလို့ရမလားမှန်ပါလေနော်ဒီဥစ္စာပဲဆုံးဖြတ်ရမယ်နော်ဒီပုံမှာဆုံးဖြတ်ရမယ်နောက်တစ်ခုကကာလကတစ်နှစ်တောင်မရှိသေးဘူးတစ်နှစ်ကျော်ကျော်လေးပဲရှိသေးတာပေါ့အတီဖြစ်တာကနော်ဥစ္စာပေါ့စပြီးကျင့်သုံးတာအတီဖြစ်တာတော့ဟိုကြာပြီပေါ့နော်သို့တော် level နော်တကယ်စပြီးကျင့်သုံးတာတော့ဒီအစိုးရတွေလက်ထက်မှာစသုံးတာလေနော်တိတ်မကြသေးဘူးဒါကြောင့်ဒီထဲမှာဗာဒိမြအားနဲ့ရရှိတယ်လေ ရှိတယ်ဆိုလဲပြည်သူအတွက်တကယ်အကျိုးရှိတယ်ဆိုလောက်အောင်မပေါ့နော်ကျွန်တော်တို့မကန့်ကွက်ပါဘူးနော်သို့တော်လည်းပြည်သူအတွက်အကျိုးမရှိဘူးဆိုတဲ့ဥစ္စာမျိုးဆိုရင်တော့ကန့်ကွက်ရမှာပေါ့တချို့ကျွန်တော်တို့ရောက်ခါစားကပြင်တဲ့ဥစ္စာလေးတွေရှိပါတယ်ဟိုဟိုဟာလေးတွေပြင်ပြပါဒီဟာလေးပြင်ပါကျွန်တော်ကြည့်တယ်ဒါနိုင်ငံတော်အတွက်လားနော်တခုတယောက်အတွက်လားတဖွဲ့စည်းတစ်ခုအတွက်လားဖွဲ့စည်းတစ်ခုအတွက်ဆိုရင်တော့လည်းလုံးဖို့ခက်တယ်လေဗျာနော်ဒီမိုစီစနစ်ပဲဗျာအများအတိုင်းဖြစ်မှာပေါ့အများအတွက်အကျိုးရှိလောက်အောင်မှာပေါ့နော်လောက်အောင်မှာပေါ့ဟိုဒီအစိုးရ အသက်တက်လာပြီးတဲ့အချိန်မှာဟောဟိုလှုပ်ဆောင်လာတဲ့နိုင်ငံပြည်ပြောင်းလဲမှုတွေတော်တော်များများလည်းအိမ်မပြုကြပါဘူး။အိမ်မပြုလို့လည်းပဲအရင်တော့ကဒီမြန်မာနိုင်ငံပိတ်ဆို့တားဆီးထားတဲ့နိုင်ငံတွေကလည်းဒါ short chat တို့ပို့ရုပ်သိမ်းပြီးတော့မှရင်းနှီးမြှုပ်နှံမှုတွေလုပ်ဖို့နော်တာဝန်ဆက်ဆံမှုတွေပြန်လုပ်ဖို့ဒါပြအားလုံးလမ်းပွင့်လာတာပေါ့လေ။ပြောရရင်တော့ဒါဟိုအားလုံးကတော့ဟိုတော်တော်များများကတော့ဒီသဘောဖက်ကမြင်ကြတယ်အကောင်းဖက်ကမြင်ကြတယ်တိုးတော်လည်းပဲတချို့ကစိုးရင်တဲ့လူတွေလည်းရှိတယ်ဟိုကတည်းကမပြီးသေးဘူး ိုဟိုကမဖြစ်သေးဘူးဒီကမဖြစ်သေးဘူးဆိုပြီးတော့အဲ့တော့ဒီလက်ရှိဖြစ်ပေါ်နေတဲ့နိုင်ငံပြောင်းလဲမှုတစ်ခုလုံးပေါ်မှာရေပုံကပြချုံုံပြီးတော့မှဥတည်ဦးဘယ်လိုများရှင်းပြလို့ရမလဲတိချက်ကတော့ဒီနေ့ဖြစ်ပေါ်လာတဲ့နိုင်ငံပြည်ပြင်ပြောင်းလဲမှုတွေဟာနော်အရင်တည်းကပြောင်းလဲတာအခုမှပြောင်းလဲမှုနော်ကျွန်တော်အမြင်ပြောတာပါဒီပြောင်းလဲလာတဲ့နိုင်ငံရေးနော်ပြုတ်ရင်ပြောင်းလဲမှုဒီနေ့အတိမတ်ပြကြတာပေါ့ဝင်တာပါတယ်ကျွန်တော်ကျေးဇူးလက်တင်ပါတ အဲ့ဒီဥစ္စာပေါ်အားပြီးတဲ့ပုံကိုယ်တွေအားလုံးနဲ့ကျွန်တော်ကျေးဇူးတင်ပါတယ်သို့တော်လည်းပဲဒါဒီအခုမှဖြစ်တာမဟုတ်ပါဘူးနော်ကျွန်တော်တို့ဘာလုပ်တင်လဲကျွန်တော်အမြင်ပြောရရင်တော့ဒီပြုဝင်ပြောင်းလဲမှုကြီးတည်တန်းခိုင်မြဲအောင်နော်ရေရှည်တည်တန်းခိုင်မြဲအောင်နဲ့အောင်မြင်အောင်ကျွန်တော်ဆက်ကြိုးစားရမယ်နော်ဒါကြောင့်ဒီနေ့နိုင်ငံတော်အစိုးရကဒီစူးစမ်းနေတယ်နော်ထွတ်တော်ဒီလည်းစူးစမ်းနေကြတယ်ကျွန်တော်တို့ပါတီတွေလည်းစူးစမ်းမှာပဲအဲ့တော့အဲ့မှာသမဏဒီကဒီလွန်ခဲ့တဲ့တလားနှစ်လလောက်ဖြစ်နေတယ်မိခုံးမှာအဲ့မိခုံးကလည်းတကဘာလုံးကပြန့်နှံ့သွားပြီးတော့မှာ ကနဘာမိခုံးလေဆိုတော့အဲ့မိခုံးနာမှာဘာပါလဲဆိုတော့ဒီနိုင်ငံပြည်ပြောင်းလဲမှုမှာเนาะဟိုလိုက်မပါပဲနေရှီယူဆွဲပြောရတော့ hot liner တွေကတော့နောက်ထုတ်ခြံခဲ့ရတော့မှာပဲဆိုတဲ့အမျိုးအဓိကပြည်ပြောင်းလဲသမားတွေလည်းတွေ့လို့ကြားရမယ်ဆိုတဲ့အမျိုးတိတ်ပကြတဲ့ဟာပျော်သွားပါတယ်ခင်ဗျာဆိုတော့အဲ့လိုပျော်သွားတာနဲ့ပတ်သက်လို့ရောဥတီဥတို့ဘက်ကဒါသမရပြောတာကဟိုပေါ့လွန်သွားသလားဒါမှမဟုတ်လက်ရှိအချိန်တွေတင်ရပြီးပြောတာတကူးခုပေါ်လေဒီဥတီဥတို့သဘောထားဘယ်လိုရှိပါလဲ အဲကျွန်တော်အမြင်ပြောရမယ်ဆိုလို့ရှိရင်တော့ဒီနေ့နော်ပူပေါင်းဆောင်ရွက်နေတဲ့လူတွေအားလုံးကပြုပြင်ပြောင်းလဲမှုကိုလိုလားတဲ့လူတွေကြီးပဲလေဒါကြောင့်ပြုပြင်ပြောင်းလဲလာတာပေါ့ဗျာပြုပြင်ပြောင်းလဲမှုကကျွန်တော်ပြောခဲ့တဲ့အထက်မှတောင်မှတချို့ပါတယ်ကျွန်တော်တို့ကအရင်တော့မပြုပြင်ခြင်းမှုဆိုရင်သူများတွေနဲ့ရော်ပြီးကန့်ကွက်လိုက်မှာပေါ့ကန့်ကွက်ခွင့်ရတဲ့အခွင့်အရေးတွေအများကြီးပဲကျွန်တော်တို့ကိုယ်တိုင်ပြုပြင်ပြောင်းလဲခြင်းလို့ဒီနေ့ဖြစ်လာတာပဲဘာမှစိုးရိမ်စရာမရှိဘူးနော်ဘာမှမယုံစရာလည်းမရှိဘူး အဲသို့တော်လည်းပဲတခုတော့ရှိတယ်အကောင့်ထဲပေါ်တဲ့နေရာမှာကတော့နီလန်းနေမျိုးစုံရှိလိမ့်မယ်နော်နီလန်းနေမျိုးစုံရှိမယ်အန်တီနဲ့နေမတူတဲ့ဥစ္စာတွေကိုညှိနှိုင်းတာပဲနော်နောက်တစ်ခုကလည်း hard liner တို့ soft liner တို့ဆိုတဲ့ဥစ္စာနဲ့ပတ်သက်လို့တော့ဒါကတော့ကျွန်တော်တို့အထင်မှာတော့မရှိဘူးကျွန်တော်လည်းမသိတယ်ကျွန်တော် hard liner လား soft liner လားကိုယုံတဲ့ဥစ္စာကိုယင်ရက်တည်တာတော့နော်အကောင်းဆုံးပါပဲပါတီတွေ ያ ဒီယုံကြည်မှုဝန်မှုတည်တယ်ကျွန်တော်လည်းကျွန်တော်ပါတီ ያ ယုံတဲ့ဥစ္စာကျွန်တော်လည်းယုံလို့ဒီပါတီမှာကျွန်တော်တာဝန်ယူတယ်ပါတီမှာပါတီဝင်ဖြစ်လာတယ် အဲကြောင့်ဒီပုံမှာယက်တိမှာပဲလေကျန်တဲ့ပါတီတွေလည်းယက်တိမှာပဲအဲသူတို့ကသူ့ဥစ္စာသူယက်တိလို့အဲသူကဟတ်လိုက်တာလို့ပြောလို့မရပါဘူးအဲ့ဒီဥစ္စာနဲ့ပတ်သက်လို့ပြည်သူအကျိုးရှိအောင်ဘယ်လိုဆောင်ရွက်တယ်လဲဆိုတော့လှုပ်ဆောင်မှုကြည့်ပါဟုတ်လားလှုပ်ဆောင်မှုတွေကိုလည်းကြည့်ပြီးတော့မှကျွန်တော်တို့ဆောင်ရွက်မယ်ဆိုရင်တော့ဒါဟတ်တွေ resolve တွေတော့မရှိတော့ဘူးလို့ကျွန်တော်ထင်ပါတယ်မဟုတ်လား